နာမည်ကြီးဖို့ခူတော့လောက်တဲ့သူတွေနဲ့မတူပဲမွေးနေ့မှာအခုလိုလူတန်းမှုတွေကြောင့်ချီချူးခံနေရတဲ့ခင်ဝင်းဝါမင်္ဂလာပါပြိတက်ကြီးခင်ဝင်းဝါကအမှုပညာလောကမှာပွဲလဲတိတ်မရှာပဲအေးအေးဆေးဆေးနေတတ်တာပါဒါအပြင်နာမည်ကြီးဖို့အတွက်အတုံးချတွေလည်းတိတ်မရှိပဲသူ့ရဲ့အရေးချင်းတဲ့သူစူးစမ်းနေကြဖြစ်ပါတယ်ပြီးခဲ့တဲ့ဆက်မှာတော့ခင်ဝင်းဝါရဲ့မွေးနေ့ရှာကြောင့်အလူတန်းတွေလောက်ခဲ့ပါတယ်မွေးနေ့ရှိပေမဲ့လေခင်ဝင်းဝါကပွဲကြီးတွေကျင်းပတာမျိုးမရှိပါဘူး သူ့အနေနဲ့လူတွေကိုဖိတ်ကပကဒနာမွေးနေ့ပွဲမျိုးထက် အလူတန်းလှုပ်ချင်တာကတော့ရှေ့ပြေးနေရပါဒါကြောင့်မို့လဲမွေးနေ့မှာခင်ဝဲဝါကမရှိစင်းရဲ့သားတွေရဲ့အလူလေးလုပ်ပေးခဲ့ပါတယ်အမှုပညာရှင်တွေ အလူလုပ်တယ်ဆိုတာထူးဆန္ဒမျိုးတော့မဟုတ်ပါဘူးအမှုပညာရှင်တွေက မရှိစင်းရဲ့သားတွေကိုလည်းအမြဲတမ်းအလူလုပ်နေကြဖြစ်ပါတယ်ဒါပေမဲ့လူရဲ့နေရာမှာဆိုရှယ်မီဒီယာမှာဆက်လီဖြစ်ကနမည်ကြီးနေတဲ့သူတွေကိုသွားလူလေးရှိပါတယ်ခင်ဝဲဝါကတော့သူ့ကြောင့်ပဲ နာမည်ကြီးကအလူတွေပေါ်များတာကိုပဲဖြစ်စေချင်တာပါဒါကြောင့်မို့ငွေနဲ့လူမဲ့လို့ဆုံးဖြတ်ပြီးတဲ့ချိန်မှာတကယ်ခက်ခဲနေတဲ့အဖိုးဘွားရဲ့စင်းဟိုရှာကသွားလူခဲ့တာပါတဆင်လူခိုင်းတာမျိုးမလုပ်တလို့သူလူမဲ့နေရာကိုလာပြီးတော့ယူခိုင်းတာလည်းမလုပ်ခဲ့ပါဘူးခိုင်နေဝေက အဖိုးဘွားရဲ့နေကို ကိုယ်တိုင်သွားလူခဲ့ရဖြစ်ပါတယ်ငွေနဲ့လူနဲ့ခက်ခဲချိုတဲ့အဖိုးနဲ့ဘွားတွေကိုတရကို9သိန်းနဲ့ဆန်6ပြီးတဲ့လူပေးခဲ့ရဖြစ်ပါတယ် အဖိုးဖားတွေကတော့တရင်ချစ်စီသွားကလူပေးရဖြစ်ပြီးအခြေအနေတွေမိကစကားသမီးလည်းပြောကြပါတယ်ခင်ဝဲဝါလူပေးခဲ့တဲ့အဖိုးဖားတွေကအသက်80ကျော်ရေးများကကိုယ်တိုင်ရှာဖွေစားတောက်နေရသူတွေများပါတယ်အဖိုးဖားတယောက်ဆိုရင်တော့အသက်82နှစ်ရှိနေပြီဖြစ်ကောင်ဇေယျထွက်ကဝမ်းရည်အတွက်ရုန်းကန်နေရတော့မှာဒါအပြင်ခင်ဝဲဝါကအဖွားနောက်ထပ်အလူရှင်နေရဖို့ကတော့ရွှေပြည်သာအောင်မြတ်တာလမ်းမှာ အဖွားတယောက်တည်းနေကခက်ခဲနေရလို့ဆိုပြီးတော့ လူအများကိုပါကုသပြုဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ဒါအပြင်သားသမီးတွေမကြွေးလို့ဖုံးကြမနေတဲ့အဖိုးကိုလည်းငွေနဲ့စံနေစီတွေလှူဒန်းပေးခဲ့ပါတယ်။အဖိုးဘွားတွေအလုံးပေါင်းဆယ်ရာမကောက်ကိုတော့လှူဒန်းပေးခဲ့တာပါ။ဒါအပြင်ခြေရာမကောင်းတာကြောင့်အေးရတဲ့လဲနေတဲ့သူတွေကိုလည်းခင်ဝဲဝါကလိုက်လှူပေးခဲ့ပါတယ်။ကျမ်းမာရင်မကောင်းကောင်းအေးရတဲ့လဲနေသူတွေအတွက်တော့ခင်ဝဲဝါလှူပေးတဲ့ငွေတွေက အဖိုးမဖြတ်နိုင်အောင်အတုံးဝင်ပါတယ်။ဈေးတော်မဝင်နိုင်တဲ့အဖြစ်မျိုး ခင်းဝပြီးတဲ့ပတ်စံကောင်အတော်လေးကိုတော့အတုံးဝင်သွားရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်တုန်းကတားနှယောက်ကပြစ်ထားလို့တဲဆော်လေးမှနေကောင်လှေဖြတ်နေလို့အကူကြီးတောင်းနေတဲ့အဖွားကလေးခင်းဝင်းဝကအလူပေးကဖြစ်ပါတယ်။လေဖြတ်တဲ့အပြင်ပေါင်လေကျိုးနေတဲ့အတွက်အသက်60နဲ့အိမ်ထဲမှာလဲနေကြတာပေါ့။မွေးနေ့အတွက်လှူတဲ့အချိန်မှာအဖိုးဘွားတွေကိုအတိကလူပေးရဖြစ်ပြီးတကယ်လူဝတ်တဲ့သူတွေကိုသာလူပေးနိုင်တာမို့သူကိုယ်တိုင်လည်းဝမ်းသာပျော်ရွှင်နေရဖြစ်ပါတယ်။ဒါအပြင်တော့ အဖိုးဖွားတွေကိုလှူခြင်းတဲ့သူတွေကိုလည်းလမ်းညွှန်ပေးနိုင်ခဲ့တာကြောင့်ဝမ်းသာလို့နေပါတယ်။ခင်ဝဲဝါက အဖိုးဖွားတွေကိုကုညီတာအခုမှမဟုတ်ပါဘူး။ပုံမှန်ဆိုလေခင်ဝါထောက်ပံ့နေတဲ့အဖိုးဖွားတွေများကြီးရှိပါတယ်။ငရေနှောင်းအဆိုရင်လည်းအိမ်ပြစီသွားတဲ့အဖိုးဖွားတွေကိုလည်းလိုက်ပြီးတော့ကုညီနေရမျိုးလည်းရှိပါတယ်။အသက်ကြီးမှဈေးရောက်နေရတဲ့အဖိုးဖွားတွေကိုဆိုလေခင်ဝါကအပိတ်ကောင်ကြော်ညာပေးလည်းရှိပါတယ်။ဒါကြောင့်မို့လူအများကပို့ပြီးအပိတ်ကောင်အစင်ပြရလည်းများပါတယ်။ တကယ်လိုအပ်တဲ့အဖိုးဘွားတွေကိုလှူဒါန်းပေးရင်အဖိုးဘွားတွေအပေါ်ကိုလည်းအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။